္ဂလာပါ။ခိုင်ယဝိုင်ပေါက်ကက်အဆစင်က နေယူဆိုလိုက်ပါရယ်။ရှမ်းပြည်နယ်တောင်ပိုင်းအတွင်ဖြစ်ပျက်နေတဲ့တည်င်းအချက်လက်တွေနဲ့ဒေတာခန်တွင်ရဲ့အတန်တွေကို အပတ်စဉ်နှားဆင်နိုင်မဲ့ပေါက်ကက်အဆစင်ဖြစ်ပါတယ်။မင်္ဂလာပါ စစ်မှုထမ်းခေါ်ယူရတဲ့ပတ်သက်ပြီးတော့မှခိုင်ဝိုက်ကအရင် ပေါက်ကတ်တွေမှာတင်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့ဒီတစ်ခေါက်မှာတော့စစ်မှုထမ်းဥပဒေအကောင့်ထဲပေါ်ဆောင်ရတာကြောင့်မလို့နိုင်ငံခြားရောက်နေတဲ့စစ်မှုထမ်းအသက်အရွယ်အကျုံးဝင်တဲ့လူငယ်တွေပေါ်မှာတယောက်မှုအခြေအနေအကြောင်းကိုနားထောင်ရမှာဖြစ်ပါတယ်။ဒီပေါက်ကတ်ကိုကျမနန်းခန်းလောင်နဲ့ခားရီဝိုင်းအဖွဲ့သားတွေကပြန်လည်ပြောပြပေးတော့မှာဖြစ်ပါတယ်။ 2021ခုနှစ်စက်တအနာသိမ့်ပြီးနောက်ပိုင်းမြန်မာပြည်တွင်းစစ်ပဒိပခအခြေအနေဟာပုံမဆိုးဝါးလာပြီးတော့စီးပွားရေးလူမှုရေးပညာရေးဖက်ဖက်မှာလည်းများစွာကျဆင်းနေပါဗျ။ဒါအပြင်ပြည်သူလူထုတွေဟာလုံခြုံမှုမရှိတရားဥပဒေစိုးမိုးမှုမရှိတဲ့အခြေအနေတွေကြားမှာရုတ်ကန်ပြီးတော့မှရှင်တန်နေထိုင်ကြရပါဗျ။ အဲ့ဒီအခြေအနေတွေဟာလူငယ်တွေအတွက်အလောက်အကိုင်းအခွင့်အလန်းလိလာတည်ယူမှုနဲ့အနာဂတ်ရည်မှန်းချက်တွေအပေါ်မှာဆူဆူဝါတိခိုက်စေပြီးတော့မှ အမျိုးမျိုးသောမတရားဖိနှိပ်ချုပ်ချယ်မှုတွေကိုလည်းရင်ဆိုင်နေရပါတယ်။အဲ့ဒီအခြေအနေတွေကြောင့်နိုင်ငံအတွင်းမှာရှိနေတဲ့လူငယ်အများစုဟာ မိမိဘဝအတူတည်းရင်ရှင်တန်ရက်တီရင်နဲ့မိသားစုစာဝတ်နေရအတွက်အိနီးချင်းနိုင်ငံတွေမှာရရနီလန်းနဲ့ရွှေ့ပြောင်းအလုပ်လုပ်ကနေကြရပါတယ်၂024ခုနှစ်အာနာသိစစ်တပ်ကနေစစ်မှုထမ်းဥပဒေပြဋ္ဌာန်းအကောင့်ထဲပေါ်တဲ့အခြေခါစာပြီးတော့မှစစ်မှုထမ်းအကျုံးဝင်တဲ့ပြည်တွင်းရှိလူငယ်တွေအပေါ်သမက ပြည်ပမှာတွားရောက်အလုပ်လုပ်ကြတဲ့လူငယ်များကိုပါရိုက်ခတ်မှုတွေရှိလာခဲ့ပါတယ်အဲ့ဒီဥပဒေကြောင့် ပြည်ပမှာရှိတဲ့လူငယ်တွေကိုဖိအားပေးနေရပြန်ခ ਾਇ ရတွေလောက်အားလဆာအပေါ်မှာမတရားအခွန်ဖျက်တောက်တာတွေစတဲ့အခြေအနေတွေလည်းရှိသလိုထိုင်းနိုင်ငံအတွင်းမှာမိတိအထောက်အထားမှမရှိ passport အုပ်အနီမရှိသေးတဲ့မြန်မာရွှေ့ပြောင်းလောက်တာလူငယ်တွေကိုပန်းရောက်ကတ်ခေါ်အလုပ်သမားကတ်မှ CI certificate or identity CI certificate or identity မှ passport အုပ်အနီပြုလုပ်ရမှာ passport အုပ်အတိတ်ထဲကို ဗီဇာထုထက်ရမှာလူငယ်များအနေနဲ့အခြားနိုင်ငံကိုထပ်သွားလို့မရအောင် passport for thailand only ဆိုပြီးတော့မှမြန်မာတန်ရောင်းကနေကန့်တန့်လိုက်တဲ့အခြေအနေတွေလည်းရှိနေပါတယ်။ဒါကြောင့်ဒီကနေ့ဖော်ခံမှာတော့စစ်မှုထမ်းဥပဒေအကောင့်ထဲပုံမှုတွေကြောင့်ပြည်ပရောက်နေတဲ့လူငယ်တွေအနေနဲ့ဘာတွေကြုံတွေ့နေရလဲ၊ကြံတဲ့မိသားစုဝင်တွေကရောဘလို့ဖြစ်ရှင်းပေးနေလဲ ပြည်ပထက်ဖို့ပြင်ဆင်နေတဲ့လူငယ်တွေကိုဘလို့အကြံပေးစကားပြောချင်လဲစစ်မှုထမ်းဥပဒေအကောက်အထည်ဖို့စောင့်ရွက်နေတဲ့အာနာသိန်းစစ်အုပ်စုတွေကိုဘာတွေပြောချင်လဲစတဲ့အကြောင်းအရာတွေကိုပြောပြပေးမယ်ထိုင်းဂျပန်နဲ့မလေးရှားစတဲ့ပြည်ပနိုင်ငံရောက်နေတဲ့လူငယ်တွေရဲ့အတန်ကိုနားထောင်အောင်မှာဖြစ်ပါတယ်လူငယ်တွေရဲ့ပြောစကားကိုခားရီဝိုင်းအဖွဲ့သားတွေကအတန်အစားထိုးပြောပြပေးတော့ပါမယ် ပရမအုဆုံးအနေနဲ့ထိုင်းနိုင်ငံရောက်နေတဲ့အမီလွဲခွန်သိန်းရဲ့စကားတန်ကိုနားထောင်ကြပါမယ်။ကျွန်တော်ကတိကရှင်ပင်ရဲ့တောင်ပိုင်းတောင်ကြီးမြို့နေချက်တလုံးဖက်ကဖြစ်တဲ့အခုလောဆေတော့ထိုင်းနိုင်ငံရဲ့ဘန်ကောက်မြို့မှာပဲအလလုံးနေရဖို့နော်။ထိုင်းနိုင်ငံကတော့2023ခုနှစ်ကလေးကရောက်နေရ။အဓိကပြပထွက်ဖြစ်တဲ့အကြောင်းရင်းကကျွန်တော်တို့ဖက်မှာဆိုရင်စစ်မှုထမ်းတဲ့ပတ်သက်ပြောမှကြွာတာတကိုခေါ်ရာမျိုးတွေကတကြေပြပြန်ရုံနေကြတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှလုံချုံရေးဆိုရင်တော့ကြောက်ကစစ်မှုထမ်းမတော်ချင်ရင်တအင်ကိုဘလောက်ဆိုတာမျိုးနဲ့ပုံမှန်ကောက်နေတော့စာဝန်နေခက်ခဲတာကြောက်ကမြန်မာနိုင်ငံမှာနေမယ်ဆိုရင်လွတ်လပ်မှုပြဆိုတော့ကြောက်ကပြပါထက်ဖြစ်သွားတာကျွန်တော်ဖက်မှာဆိုရင်အမျိုးသားတွေပဲရှိရအိမ်ဆိုရင်ဒီစစ်မှုထမ်းအတွက်ကတော့ထက်ပေးရတယ်တအင်ကို6သိန်းထက်ပေးရပြောမှ6လကို3သိန်းနဲ့တနစ်ကို2ကျင်းပီအန်ကိုပေးနေရတာပေါ့နော်။နောက်ပြောမှ စတက်ကိုတော့တလားကို3တောင်းကတက်တက်ထပ်ပေးနေရသေးတယ်။ခွန်သိန်းအနေနဲ့စစ်မှုထမ်းဥပဒေအကောက်အထည်ဖော်မှုနဲ့ပတ်သက်ပြီးတော့ဘလို့အခက်အခဲဖြစ်တယ်လဲဆိုတာကိုအခုလိုဆက်ပြောပါရယ်။စစ်တက်နဲ့ PNO ကရတားတွေကိုခေါ်ပြောမှမင်းနိုင်ခံရမျိုးတွေပုံမှန်လုပ်နေတယ်။မေပေါ်သူကတော့တွားကိုတွားရတာပေါ့နော်။အချို့အမျိုးသားမရှိရဲ့အိဥပမာကျွန်တော်လိုမျိုးပြပထွက်သွားတာမျိုးတို့အချားနေရာမှာတွားပြောမှအလုပ်တလုပ်တာမျိုးဆိုရင်အချားလူကိုငါခိုင်းပြီးတော့တွားငှားရတယ်။ ကျွန်တော်တို့ဆိုရင်မေပေါတော့စစ်မှုထမ်းဖို့အတွက်ပြန်လာခရရမျိုးလည်းကြုံရတယ်။ဒါပေမဲ့ကိုယ့်ရဲ့လုံခြုံရေးအကြောင်းနိုင်ငံခြားချက်သွားတာဆိုတော့လူငန်းအစားထုတ်ဖို့နဲ့ပဲဖြစ်ရှင်လိုက်ရလေ။နမေပေါတယ်ပြန်တော့မလာနိုင်ဘူး။ဒီဖက်မှာပေမဲ့ပန်းချထားတာတွေကအင်ကိုပြန်ပို့မယ်ဆိုရင်လည်းတဝက်လောက်ကစစ်မှုထမ်းအတွက်နဲ့အခြားခွန်ခအတွက်ကပြန်ပေးနေရတာဆိုတော့မိဘအတွက်ကလည်းစာဝတ်နေရေးမပြေလည်ဘူး။မိဘတွေကလည်းပက်ဆက်မထင်နိုင်ဘူးဆိုရင်အဲ့ဒီနောက်ဆက်တဲ့ပြည်နယ်ကိုသူတို့လည်းမဖြစ်ရှင်နိုင်ဘူး။ အဲ့ဒါကြောင့်မဖြစ်မနေထဲရတာမျိုးပေါ့နော်ကျွန်တော်တို့လည်းရွှေပြောက်တာဆိုတော့အလုံးကရရဖို့အတွက်အများကြီးရုတ်ကန်ရတယ်နိုင်ငံခြားရောက်နေရဆိုပေမဲ့လည်းအမျိုးမျိုးကြောင့်အဆင်မပြေတဲ့လူငယ်တွေလည်းရှိတော့ကိုယ့်အကူအဆုံးစီရင်ကြတာမျိုးလည်းတွေ့နေရတယ်နောက်တယောက်အနေနဲ့ဂျပန်နိုင်ငံမှာရောက်နေတဲ့အမီလွဲကိုထက်ရဲ့စကားတန်ကိုနားထောင်ကြပါမယ်။ကျွန်တော်က2024ခုနှစ်လောက်ကတည်းကဂျပန်တော်ဘုတ်အတွက်ပြင်ဆင်ခဲ့တာ။ဒါပေမဲ့ triple အဆင်မပြေတော့ 2025ခုနှစ်အစပိုင်းမှာပဲထွက်ရတော့တယ်။ဇာတိကတော့ရှမ်းပြည်နယ်တောင်ပိုင်းပင်ဒီယာမြို့နယ်ဖေကာပေါ်နော်။စစ်မှုထမ်းစားခေါ်တော့ကျွန်တော်အသက်အရွယ်ကလေးအကျုံးဝင်ရအရွယ်ဆိုတော့အမီကစိတ်ပူလို့နိုင်ငံချတော်ခိုင်းနေ။ပြီးတော့မှစိတ်မလုံခြုံအောင်ကြောက်ကောအလောက်ကရအခွင့်လမ်းမရှိရကြောက်ကောအကုန်ပေါင်းပြီးတော့မှနိုင်ငံချတော်ဖို့ဆုံးဖြစ်လိုက်တယ်။စမူထန်တော်ရမယ့်စီးနေမှာကျွန်တော်ပါတယ်။ဒါပေမဲ့အိမ်ကပက်ဆန်ပုံမှန်ပေးနေတော့သူတို့ကလူငါးပေးရလို့ပြောတယ်။ပက်ဆန်ကတော့သလောက်ကိုနှစ်တောင်းခွင့်ထည့်ပေးရတယ်။ သူတို့ကပြပယောင်းနေတဲ့လူငယ်တွေကိုပြန်လာခိုင်းတာမျိုးတော့မကြုံသေးပေမဲ့ပြပယောင်းနေလို့ဆိုပြီးတော့မှပတ်စံပို့တော်တာမျိုးတော့ရှိရဲ့ကိုထက်နိုင်ငံခြားထွေရုံကကြုံခဲ့ရတဲ့အခက်အခဲတွေကိုအခုလိုဆက်ပြောပြပါဗျ။ဂျပန်စာတင်ပြီးတော့မှနိုင်ငံခြားသွားတော့မယ့်အချိန်မှာနိုင်ငံခြားထွက်ခွင့်ပိတ်တယ်ထွက်လို့မရဘူးဆိုတာမျိုးတွေထုတ်ပြန်လာရောပြီးတော့ထွက်ခွင့်မေဆိုရင်လည်းလေစိတ်မှာအရင်ရစ်ပြီးတော့မှအိပ်ပြန်လွတ်တယ်ဆိုတာမျိုးတွေကြားရတော့မတော်ရတော့ဘူးဆိုတာမျိုးတွေဖြစ်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့က ဂျပန်စာတင်တီးရီအေဂျင့်ခါရီလီယင်ခါရီနဲ့ထောက်ခံစာတွေတက်ကတော့အရင်နည်းအများကြီးကုန်ခဲ့တာအချီးဒီတော့ဖြစ်မခံနိုင်ဘူးဆိုပြီးတော့မှဒီရရလမ်းကြောက်ကနေပြန်ချိတ်ဆက်ပြီးတော့ထွက်ရတာပေါ့နော်ပက်ဆန်ကတော့နှခါကုန်တော့မျိုးတော့ဖြစ်တာပေါ့အချို့လူတွေဆိုရင်ခုလိထွက်လို့မရသေးဘူး နောက်ဆုံးအနေနဲ့စစ်မှုထမ်းဥပဒေအကောင့်ထဲပေါ်ဆောင်ရွက်မှုကြောင့်မလေးရှားနိုင်ငံကိုအလုလုဖို့ထွက်သွားခဲ့တဲ့အသက်29အရွယ်မောင်ဆန်းရဲ့စကားတန်ကိုထပ်ပြီးတော့မှနားထောင်ကြရအောင်ကျွန်တော်ကတော့ခုလော30မလေးရှားရောက်နေတာဗောနော်ကျွန်တော်ကရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်ထဲမှာနေတာဗောမလေးရှားကိုရောက်လာတော့တနေ့ခွဲလောက်ရှိပြီ အစားကနိုင်ငံခြားသွားမလို့မတွေးဘူးလေ ဘာလို့လဲဆိုကျွန်တော်မိသားစုထဲမှာကယောက်ျားလေးဆိုလို့ကျွန်တော်တယောက်ပဲရှိတယ်ဟောအဖေကလည်းမရှိတော့ဘူးအမေရဲ့ညီမလေးရဲ့ပဲကျန်တော့တာပေါ့အမေကလည်းအသက်လည်းကြီးပြီညီမလေးကလည်းကြောက်တဲ့နေတော့ဆိုတော့အေးရဲ့စာဝတ်နေရေးဆိုရင်ကျွန်တော်ကပဲအဆက်ဆက်အရာရာတာဝန်ယူပေးနေရတာမျိုးပေါ့နော်ကျွန်တော်တို့ဖဲကို2024ခုနှစ်အစပိုင်းမှာစစ်မှုထမ်းနေပတ်သက်ပြီးတော့လူခေါ်တာတွေပြီးတော့တအေးတဲ့တအေးစင်းလိုမျိုးပေါ့နော်တအေးတယောက် မဖြစ်မနေသွားမယ်ဆိုပြီးတော့ရွာသူကြီးကပြောလာတယ်။မဲနိုင်ပြီးသွားတဲ့အခါလဲရှိတော့ဟိုတကြိမ်ဟိုတကြိမ်ကိုအလဲရောက်လာမှာပဲဆိုတာသိရလေ။ရွာထဲကငွေကြေးတတ်နိုင်တဲ့သူရဲ့ပြီးတော့အချောကြီးအပိုင်းမှာ ပြန်လောက်ပြီးနေတဲ့သူတွေရဲ့မိသားစုဆိုရင်တော့ကေလုခွေပေးတယ်။စစ်မှုထမ်းအတွက်မတရားငွေကြေးကောက်ခံတာနဲ့စစ်မှုထမ်းဥပဒေအကောင့်ထဲပို့ဆောင်ရမှုကြောင့်မောက်ဆန်းတယောက်ဘလို့အခက်ခဲရရင်ဆိုင်ခဲ့ရလဲဆိုတာကိုအခုလိုဆက်ပြောပါဗျာ။ ငွေကြေးမတန်းနိုင်ဘူးလေချိုတဲရမီတာစုဝေရီဆိုရင်ပတ်စံကောက်တာလဲထည့်ရတယ်ပြီးတော့သူတို့ခိုင်တဲ့တာတူမေရအလောက်တို့လဲလောက်ပြီးနေရတော့အဆင်ပြေဦးလေစီမထန်တွေ့တလကိုတအိထောင်းနတောင်းငါထောင်းလောက်ထည့်ရတယ်ရဲ့တဲရတီဆိုကောက်တဲ့ပတ်စံကတတ်နိုင်တယ်ဆိုပေမဲ့စိုက်ပြိုးရတီနဲ့အချားအချေဆိုပြီးတော့ဘယ်ကဝင်ငွေလမ်းကြောင်းမရှိဘူးလေတခါတလေမြေရောက်တာနစ်စားလိုက်တယ်ပြီးတော့ ရာတီပေါ်အတီရွဲ့ရောက်လာကနေပဲဝင်ငွေတဆတဆရှိနေတော့ညီမလေးကြောက်တော့ဆောင်းနဲ့အိမ်မှာစားဖို့တောက်ဖို့တောက်ရမယ့်အစားပေါ့နော်အဲ့လိုမျိုးသူတို့ကောက်တဲ့နေရာတွေမှာပဲအကလောတုံးနေရတော့ဘလို့မှအဆင်ပြေဘူးအဲ့ဒါကြောင့်စစ်မထန်သွားရမယ့်ကိုယ်လည်းမရောက်ခင်မှာပဲနိုင်ငံခြားကိုသွားဖို့စုပ်ဖြတ်လိုက်တယ်ရွာကလူငယ်တွေလည်းမရှိတော့ဘူးအကလောနိုင်ငံခြားသွားကုန်ပြီကျွန်တော်တို့မလေးရှားမှာတော့မှမြန်မာလောက်သားတွေအများကြီးတယ် နိုင်ငံခြားမှာရောက်သွားတော့ခက်ခဲတယ်ဆိုပေမဲ့သူတို့နိုင်ငံရဲ့စီမီစီကံဥပဒေကိုလိုက်နိုင်ရတော့အ ਨੇ ဆုံးလူခွေရေးကိုလေးစားပေးသေးတယ်လေနော်မြန်မာနိုင်ငံမှာတော့အဲ့လိုမဟုတ်ကြိုက်တယ်ဖြစ်စီမကြိုက်တယ်ဖြစ်စီအာဏာရှင်တွေရဲ့စကားကိုနားထောင်နေရတယ်လေပြည်ပနိုင်ငံရောက်နေတဲ့ခွန်သိန်းကိုထက်နဲ့မောင်စနုပ်တွေဟာစစ်မှုထမ်းဥပဒေအကောက်အထည်ဖော်ဆောင်ရမှုတွေကြောင့်ပြည်ပတနိုင်ငံစီကိုထွက်ခွာနေကြရပါတယ် ဒီလိုအဖြစ်မျိုးနဲ့အလားတူဖြစ်ရတွေကိုလည်းမြန်မာနိုင်ငံကလူငယ်တွေကကြုံတွေ့နေရတာမလွဲဧကန်ဖြစ်ပါတယ်မြန်မာနိုင်ငံမှာရှိနေပြီးတော့ပြည်ပထုတ်ပြင်ဆင်နေတဲ့လူငယ်တွေအတွက်သူတို့သုံးဦးရဲ့အကြံပြုစကားလည်းပြောထားတာရှိပါတယ်လူငယ်တွေအနေနဲ့ပြပထွက်တော့မယ်ဆိုရင်လိုအပ်နိုင်မဲ့ဆိုင်ဝဲစာတန်းအချက်လက်တွေကိုတည်တည်ချာချာလေးစုစားထားဖို့လိုအပ်တယ် ကိုသွားနိုင်မဲ့နိုင်ငံเจ้าကိုလည်းတေချာလေးလာပြီးမှယုတ်ကြည်စိတ်ချရတဲ့သူတွေနဲ့ချိတ်ဆက်ပြီးမှသွားခိုင်းစေခြင်းနဲ့ခကြီးလန်းเจ้าတွေမှာလည်းအဖမ်းစည်းတွေများတာရဲ့အဖမ်းခံရတဲ့သူတွေကိုစိတ်မထမ်းသေးပို့နေတာတွေနဲ့ကြားဖြန့်သေးပို့နေတာတွေလည်းအဆက်မပြတ်ကြားနေရတော့အဆဆရရခရူးဆိုင်ပြီးသွားဖို့အတွက် ပြောခြင်းနဲ့စိတ်မထမ်းဥပဒေထုတ်ပြန်အကောက်ထဲပုံမှုနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ချင်းမြူစာချက်ကိုလည်းပြောပြထားပါသေးတယ် စမထံဖို့ခေါ်ပြီးဆိုကြတဲ့ကသူတို့မှလူဟေအားမလောက်လောက်တာကြောက်ပဲလို့ထင်တယ်ဒီလိုထောက်ပြန်ပြီးတော့လူငယ်တွေကိုစုဆောင်းနေတာတွေကလောဝမတရားပြည်သူကနေရွေးကောင်းတင်မြှောက်ထားတဲ့အစိုးရကိုအတမနီနဲ့ဖျောက်ချပြီးတော့နိုင်ငံတစ်ခုလုံးကိုစစ်လက်နက်နဲ့အာဏာသိမ်းထားပြီးပြည်သူတွေအပေါ်မှာလည်းကြီးနိုင်ငယ်နေလောက်နေတာကိုလက်ခံနေတဲ့အနေအထားဖြစ်နေတယ်ဒီအခြေအနေကြီးကတော့အာဏာရထားတဲ့သူတွေအတွက်ဝင်ငွေတိုးပတ်တစ်ခုလိုဖြစ်နေပြီးတော့ လူခွေရေးကိုလည်းဘဲပေါဆောက်ကနေချိုးဖောက်နေကြတာဖြစ်လို့ဘလို့မှလက်ခံနိုင်စရာအကြောင်းမရှိဘူး။ စစ်မှုထမ်းဥပဒေအကောက်အထည်ဖော်မှုကြောင့်ထိုင်း၊ဂျပန်နဲ့မလေးရှားနိုင်ငံတွေမှာရောက်ရှိနေတဲ့ရှမ်းပြည်နယ်တောင်ပိုင်းကလူငယ်တွေရဲ့အခြေအနေတွေနဲ့သူတို့အပေါ်တယောက်မှုအကြောင်းနဲ့အကြံပြုချက်အမြင်တဘောထားတို့ကိုပြန်လည်ပြောပြပေးခဲ့တာဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့မိမိရဲ့ဒေတာအတွင်းမှာဖြစ်ပျက်နေတဲ့လူအခွင့်အရေးချိုးဖောက်မှုအခြေအနေနဲ့လူငယ်တွေရဲ့အတန်တွေကိုဖော်ထုတ်ချင်တယ်ဆိုရင်ခါးယူဝါရဲ့တက်ဆိုင်ရာမီဒီယာ channel ချက်ပေါက်တွေမှာလုံခြုံစိတ်ချစွာတည်င်းပေးပို့နိုင်ပါတယ်။ အခုနားဆင်နေခဲ့ရတဲ့အကြောင်းအရာတွေကို ကျမတို့ခိုင်ရင်ဝိုင်းကနေတင်ဆက်နေတာပါခိုင်ရင်ဝိုင်းပေါ့ကတ်အစီအစဉ်တွေကို Facebook YouTube TikTok နဲ့ Telegram Channel တို့မှာအပတ်စဉ်တိုင်းနားဆင်နိုင်ပါတယ်နောက်ပေါ့ကတ်တွေမှာပြန်ဆုံကြရအောင်ရှင်ကျမ Agree ပါ